ပြည်ထောင်စုသဘောတူညီချက်ရဲ့အစိတ်အပိုင်းတွေကိုနိုင်ငံရေးစီးပွားရေးလူမှုရေးလုံခြုံရေးနဲ့မြန်မာနဲ့တဘာဝပတ်ဝန်းကျင်ကဏ္ဍတွေအလိုက်ဆွေးနွေးခဲ့တဲ့အဖွဲ့ခေါင်းဆောင်၅ယောက်ကဒီကနေ့လက်မှတ်ရေးထိုးခဲ့ကြတာပါနိုင်ငံရေးကဏ္ဍတွေကပြည်ထောင်စုကနေခွဲမထွက်ရဆိုတဲ့အချက်ကိုလာမယ့်ညီလာခံမှာဆက်လက်ဆွေးနွေးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ဒီအချက်နဲ့သက်ဆိုင်တဲ့ပြည်내ဖွဲ့စည်းပုံရေးဆွဲရေးကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့သက်ဆိုင်တဲ့အချက်တွေအပါအဝင်စုစုပေါင်းအချက်၄ချက်ကို သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။လုံခြုံရေးကဏ္ဍမှာပါတဲ့တခုတည်းသောတက်မတော်ကိစ္စကတော့နိုင်ငံရေးကဏ္ဍကဆုံးဖြတ်ချက်တွေအပေါ်မူတည်တဲ့အတွက်ဆွေးနွေးမှုသာရှိပြီးဆုံးဖြတ်ချက်ချတဲ့အစီအစဉ်တည်းမပါဝင်ခဲ့ပါဘူး။ညီလာခံတက်ရောက်လာတဲ့စာရေးဆရာကျော်ဝင်းကညီလာခံဟာမူလကမျှော်မှန်းထားသလောက်မဖြစ်ပေမဲ့လုံးဝမအောင်မြင်တာမဟုတ်ဘူးလို့အခုလိုပြောပါရယ်ကျွန်တော်တို့အစမူလမျှော်မှန်းချက်ကတော့ဗျာ UPGG စီကချထားတဲ့အချက်တွေကြည့်ပြီးဟာတော်တော်ညံ့ညံ့မျောလင့်တလာနေရှိတာသို့တော့မျောလင့်တဲ့လောက်ကြီးတော့ဖြစ်မလားဒါပေမဲ့လုံးဝမအောင်မြင်တာတော့မဟုတ်ပါဘူးအောင်မြင်သလားအောင်မြင်မှာနောက်တစ်ချက်စဉ်းစားဖို့ကကျွန်တော်တို့မမွေးခင်တည်းဖြစ်တဲ့ပြည်တွင်းစစ်ဗျာဒါပရိသတ်တော့ဘယ်လုံးမှမပြီးနဲ့အရင်ကရလက်တွေမထွက်ခဲ့ပေမဲ့အခုညီလာခံမှာ38ချက်သဘောတူနိုင်တယ်ဆိုတာတိုးတက်တဲ့အလားအလာတစ်ခုပါပဲလို့ဒုတိယဗိုလ်ချုပ်ကြီးရာပြေးကအခုလိုပြောပါရတယ် ရက်လက်တွေကသူက38ချက်လေကောင်းတဲ့ရက်လက်တွေထွက်တာပဲဒီကျိုးနေတာကိုဘလို့တင်နာရမှုရှိတာကဗျာအကျဉ်းအားရတာပေါ့38ချက်တကယ်တော့အစည်းဝေးတွေပါဘာမှမထွက်ဘူးလေအခု38ချက်ထွက်တယ်ဆိုတာဒါတိုးတက်တဲ့အလားလာတစ်ခုပါပဲတဖြည်းတဖြည်းနဲ့တစင်တစင်တက်သွားမှာနော်အဲ့မှာကထာဝရညီညာရေးကိုလူယူဖို့အတွက်ဆန္ဒရှိပြီးသားလေဒါအတိတ်ငင်းတင်ညာပြီးသားပဲထာဝရညီညာရေးယူမယ်အဲ့အတွက်ဆက်ပြီးတော့ဒါဆွေးနွေးမြင်တော့နော်ဒါပြင်ညီလာခံမှာ ရလက်ထွက်ရေးကိုဦးစားပေးတယ်ဆိုပြီးဝေဖန်တာတွေရှိသလိုမူပေါင်းအချို့ကိုကျော်လွန်လောက်ဆောင်တယ်လို့ပြောဆိုတာတွေလည်းရှိပါတယ်။ပါဝင်တဲ့ပါဝင်ထိုက်သူအစုအဖွဲ့အနေနဲ့တက်ရောက်လာတဲ့နော်မေဦးကညီလာခံမှာပါဝင်သူတွေကရလက်ရဖို့အားတန်းနေတဲ့အကြောင်းနဲ့ရလက်ကခိုင်မာဖို့ပို့ပြီးအရေးကြီးတဲ့အကြောင်း အခုလို့ပြောပါတယ်။ရလက်ကိုရဖို့အတွက်အားလုံးကအားတန်းနေပါတော့ ဒီအထူးသဖြင့်အဓိကတောင်းဝင်ယူပြီးတော့ဒီညီလာခံကြီးဖြစ်မြောက်ဖို့တောင်းဝင်ယူထားရတဲ့ခေါင်းဆောင်တွေခေါင်းဆောင်တွေနဲ့နိုင်ငံတော်တိုင်းပြည်တော်အပေါင်းအဝင်ပေါ့အစိုးရဘက်ကရောတပ်မတော်ဘက်ကရောဒီတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေရောနိုင်ငံရေးပါတီရောဒီပအဝင်နဲ့ပအဝင်တောင်းဝင်ထားတဲ့လူတွေအများစုကရက်လက်တစ်ခုရဖို့ဆိုတာကိုအာတန်နေကြတယ်။ဒါပေမဲ့ကျွန်မအနေနဲ့ကတော့ဒီရက်လက်ဟာကျမတို့အတွက်ရေရှည်ဘလောက်အထိခိုင်မာတဲ့ရက်လက်ဖြစ်မလဲ။ အတနိုင်ငံလုံးအတိုင်းအတာနဲ့အဲဘလောက်ခိုင်မာတဲ့ရက်လက်ဖြစ်မလဲဆိုတာကပို့ပြီးအရေးကြီးတယ်လို့မြင်တယ်ပြည်တော်စုကခွဲမထွက်ရဆိုတဲ့အချက်ကိုရွှေဆိုင်မှုဆွေးနွေးခဲ့တဲ့ရှန်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့တွဲဘက်အထွေထွေတွင်မှုနှစ်စိုင်းကြော်ညွန့်ကဒီညီလာခံမှာမူပေါင်းကိုကြော်လွန်ပြီးလုံနေတာတွေလည်းတွေ့ရတယ်လို့အခုလိုပြောပါတယ်တော့ကျန်တာတကူကဒီပွဲမှာအနှဲငယ်ဟိုမူပေါင်းလေးမူပေါင်းကိုကြော်လွန်ပြီးတော့လုံနေတယ် ိစ္စလေးတွေလည်းနည်းနည်းတွေ့ရတယ်ပေါ့ဗျာအဲ့ဒါကိုလည်းပညာရှင်များတွေ့မှာပါပညာရှင်များကတော့ဒါဒီပေါ်ဝေဖန်ပိုင်းခြားပါလိမ့်မယ်ဒီကတည်းကညီလာဆိုင်ရဲ့လုပ်ကုန်လုပ်နည်းတွေအကုန်လုံးပေါ့ဗျာဒါကတော့ဒီသူကအကဲဖြတ်ပါလိမ့်မယ်ဒါဒီအရာအရာတစ်ခုအောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာဒါဒီလူတွေကအဓိကဖြစ်ပါတယ်ဒီလူတွေအကဲဖြတ်ပါတယ်၆ရာကြာကျင်းပတဲ့ညီလာခံမှာအစိုးရနဲ့တမတော်ကလက်ခံထားတဲ့ NCA ကိုလက်မခံတဲ့ဝါအဖွဲ့ဥဆောင်တဲ့ KIA မိုင်းလာ AA စတဲ့အဖွဲ့ခုနှစ်ဖွဲ့လဲတရုတ်နိုင်ငံရဲ့တိုက်တွန်းချက်နဲ့လာရောက်ကြပါတယ်နိုင်ငံတကာနဲ့တရုတ်နိုင်ငံကလည်းကူညီသလိုမြန်မာဘက်ကငြိမ်းချမ်းရေးတိုးတက်မှု ရှိတယ်ဆိုရင်အတွေ့အကြုံပေါ်မူတည်ပြီးဆက်ပြင်မယ်ဆိုရင်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့တိုးတက်မှုတွေရမယ်လို့ထင်တဲ့အကြောင်းအစိုးရဘက်ကပါဝင်သစ်ပါဝင်ထိုက်သူများအစုအဖွဲ့ကဥအောင်နိုင်ဦးကပြောပါတယ်တရုတ်ဘက်ကလည်းသူတို့ခေါ်လာတဲ့ဟာကိုလည်းသူကတည်တည်ချာချာအစိုးရနဲ့တွေ့ထိုင်အောင် တည်တည်ထားလေးလုတ်သွားတာကျွန်တော်တွေ့ရတယ်ဆိုတော့ဟိုဆိုတဲ့သဘောတော့နိုင်ငံတကာလည်းတရုတ်ကလည်းဝိုင်းကူနေတယ်ဟဲ့လားခုနကဒီကလည်းတိုးတက်မှုရှိတယ်ခုနလိုတွေ့ကြုံနေပုံမှာလာမူတည်ပြီးတော့ဟိုဆက်ပြီးတော့ပြင်ဆင်မယ်ဆက်ပြီးတော့ဆွေးနွေးသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနောက်6လအတွင်းမှာခုနဒီလက်မှတ်မထိုးတဲ့အဖွဲ့တွေနဲ့အဖြေမရရင်တော့မှတိုးတက်မှုတွေအများကြီးရနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ဒါပြင်ဦးအောင်နိုင်ဦးကမြောက်ပိုင်းအဖွဲ့9ဖွဲ့ကိစ္စမှာတိုးတင်သတ်မှတ်ချက်တွေများတဲ့အကြောင်းနဲ့ တွဲဆုံပွဲဖြစ်ဖို့ကြိုတင်သတ်မှတ်ချက်တွေရှင်းချသင့်တယ်လို့လည်းအကြံပြုပါရယ်တတိယအကြိမ်ပင်လုံညီလာခံကိုနောက်6လအကြာမှာကျင်းပမှာဖြစ်ပြီးညီလာခံမကျင်းပမီကာလအတွင်းဒေသအလိုက် အကြောင်းအရာအလိုက်လူမျိုးအလိုက်မျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပမှာဖြစ်ပါတယ်ခင်ဗျာ